ဣသရေလစစ်သားကိုဓာတ်နဲ့ထိုးခဲ့တာကြောင့်တနက်နေ့အဖြစ်ခံခဲ့ရတဲ့ပါလက်စတိုင်းဆဲကျော်တပ်တအူဟာဆေးရုံမှာကုသမှုခံယူနေစဉ်ဂျွန်လ2ရက်နေ့မှာတေဆုံသွားခဲ့ပြီဖြစ်ကြောင်း AFP သတင်းမှာပါရှိပါရယ်အဆိုပါဆဲကျော်တပ်ဟာအသက်16နှစ်အရွယ်မိန်းကလေးတအူဖြစ်ပြီး Nawit Infias လို့ခေါ်ဆိုကအနောက်မြောက်ဘက်ကန်ယာဘတ်မြို့မှာနေထိုင်သူဖြစ်တယ်လို့သိရပါရယ်သူမဟာဂျူးခြေချနေထိုင်သူတွေရှိတဲ့မဗိုဒေါ်တန်ဝင်ပေါမှာဂျွန်လ2ရက်နေ့ကဣသရေလစစ်သားတအူကိုဓာတ်နဲ့ထိုးခဲ့တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့တွေရဲ့တနက်နေ့အဖြစ်ခံခဲ့ရလဲဖြစ်ပါရယ် သူမဟာတနက်နေ့အပြစ်ခံခဲ့ရပြီးနောက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အတွက် Israel Hadara မျိုးရှိ Hillary Raffi စေယုံကိုပို့ဆောင်ခံခဲ့ရပြီးဂျွန်လ၂ရက်နေ့မှာတော့တိဆုံသွားခဲ့တာဖြစ်တယ်လို့လည်းစေယုံရဲ့ပြောခွင့်ရသူတဦးက AFP သတင်းဌာနကိုပြောပါတယ်။သူမရဲ့ဓာတ်နဲ့ထိုးတော်ကိုခံခဲ့ရတဲ့ Israel စစ်သားကိုလည်းအဆိုပါစေယုံတို့ပင်ပို့ဆောင်ပေးခဲ့ပြီးစစ်သားဟာခန္ဓာကိုယ်အထက်ပိုင်းမှာထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့တယ်လို့သတင်းအရသိရပါတယ်။ လွန်ခဲ့တဲ့2015ခုနှစ်အောက်တိုဘာလကစပြီးအနောက်ဘက်ကမ်းဒင်မြေမှာဖြစ်ပွားခဲ့တဲ့မတည်ငြိမ်မှုများကြောင့်ပါလက်စတိုင်း269ဦး၊အစ္စရေး42ဦး၊အမေရိကန်2ဦး၊ဂျော်ဒန်2ဦး၊အီရစ်ထရာ2ဦး၊ဆူဒန်2ဦးနဲ့ဗြိတိန်လူမျိုး2ဦးသေဆုံးခဲ့ရပြီးဖြစ်တယ်လို့လည်း AFP သတင်းအရသိရပါဗျ။အဆိုပါဖြစ်ရတဲ့မှာသေဆုံးခဲ့ရတဲ့ပါလက်စတိုင်းအများစုဟာဒါ၊တနက်ကားတို့နဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့်ပြစ်ဒဏ်ခံခဲ့ရတာဖြစ်တယ်လို့လည်းအစ္စရေးအာဏာပိုင်များကပြောပါဗျ။ အခြားတည်ဆုံးခဲ့ရသူများကတော့ဆန္ဒပြမှုများနဲ့ပဋိပက္ခဖြစ်ပွားစဉ်တည်ဆုံးခဲ့ရတာဖြစ်ပြီးအချို့မှာတော့အစ္စရေးစစ်တပ်ကဂါဇာကမ်းမြောင်ဒေသကိုလေကြောင်းမှပုံကျဲမှုကြောင့်တည်ဆုံးခဲ့ရတာဖြစ်တယ်လို့လည်းသတင်းမှာပါရှိပါတယ်။